ကားလေးတွေဈေးနှုန်းလေးတွေရော range လေးတွေအပြည့်စုံပြပြပေးထားပါတယ်အဝင်ငွေကုန်တွေပါကိုဆောင်စရာမလိုတော့ဘူးအပီးအစီရမယ်ဒီဘက်မှာဝယ်လို့ရှိရင်အော်တိုဝါအပြည့်ပတ်ကြအားလုံးပဲမင်္ဂလာပါစနေဦးနေဆိုတော့ပွဲတွေများတယ်ပေါ့နော်ဆိုတော့မနေ့ကကျွန်တော်ဒီ YCC မှာလုပ်နေတဲ့ရန်ကုန်ကွန်မရှင်စင်တာမှာလုပ်နေတဲ့အဲ international car show ကိုပြရတယ်ဒီနေ့ကတော့ကျွန်တော် car dv နဲ့ကျွန်တော် IMA house တို့ကတော့ပေါင်းပြီးတော့လုပ်တဲ့ car ပြပွဲနဲ့အဲအင်ချမ်းမီအယောင်းပြပွဲအဲ့ကိုရောက်နေပါတော့ဒီမှာကလည်းကျွန်တော်အတိ car show တို့နဲ့လာပြီးဖွင့်ကြတာတွေ့လို့လာခဲ့ပါအောင်လာလဲပါအောင်ဆိုတော့ကျွန်တော် ရောက်တော့တခါတည်းပဲဗီဒီယိုလေးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီဘက်မှာအဲစွမ်းသူအောင်ကားရှိုးရုံးရှိမယ်နောက်ပြီးတော့ iQuar တွေပြမယ်နောက်ပြီး EV B1D EV Power ပါမယ်နောက်ပြီးတော့အဲ VGB ကပြထားတာလည်းတွေ့တယ်ပေါ့နော်ဆိုတော့ခါကျတော့ဒီမှာဘာလေးတွေပြလဲဘယ်ဈေးလေးရောင်းလဲဆိုတာကျွန်တော်တစ်ချက်တင်ဆက်ပေးပါအောင်မယ်အဲကျွန်တော်ဝင်ဝင်ချင်းညာဘက်ချမ်းမှာတော့ကျွန်တော် iQuar ကပြထားတဲ့ boost ရှိရပေါ့နော် iQuar ကဒီမှာ iQuar အကျူကျူ ice cream လေးရှိတယ် ice cream လေးကတော့ကျွန်တော် range up ကတော့180ရတယ်ဈေးကတော့ကျွန်တော်ပုံမှန်485သိန်းကိုသူက35သိန်း ရှော့ထားဖြစ်တဲ့အတွက်450နဲ့ရမယ်ပေါ့နော်ဒီကောင်လေးကအဲကျူးကျူးအိုင်စခရီးလေး City Car လေးပေါ့နော် EV Car လေးဒီဘက်ကတော့ Aqua EQ7 အားလုံးတော်တော်များအဲကြိုက်ကြတဲ့ကားပေါ့နော် Aqua EQ3 ရော EQ7 ရောမြန်မာပြည်မှာတော်တော်လေးကိုအဲလူကြိုက်များကြတဲ့အားလေးဖြစ်တယ်ပေါ့နော်ဆိုတော့အဲကဒီကောင်က Aqua EQ7 EQ7 လေးကတော့ကျွန်တော်တို့ range က912 km ရတယ်ဈေးကပုံမှန်1600 69သိန်းကိုဒီဘွဲမှာဝယ်ရင်1996သိန်း cashback သိန်းတရားပေးထားတယ်ပေါ့နော်ဒါကတော့ကွာ EQ Uh, 7လေးဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာကတော့ကျွန်တော်တို့ Aqua EQ3 အဲ EQ3 ကတော့ကျွန်တော်တို့ဒီမှာ range ကအပြင်ကျွန်တော်တို့900နဲ့1ကီလိုမီတာရတယ်ပုံမှန်ဈေး1950ကိုဒီဘက်မှာ1650နဲ့ရမယ်1650အပြင်ကျွန်တော်တို့အဲ1650ထဲမှာ insurance တစ်နှစ်စာပါထပ်ပါထားပြီးသားဖြစ်တယ်ဆိုတော့ကြောင့်မို့အဲကျွန်တော်တို့အများတရာကျော်ကျော်လောက်ပို့ပြီးရတယ်သဘောမျိုးအဲ insurance ကအများဆုံးအနည်းဆုံးတော့16သိန်း15သိန်းလောက်ရှိတယ်ဆိုတော့လေဆိုတော့135သိန်းလောက် ရတဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်ဒီဘက်မှာကတော့ carry EV ပေါ့နော် EV သူကတော့လုပ်ငန်းသုံး EV delivery van လေးသူက pre order ပဲရမယ်ပေါ့နော်သူပုံမှန်ဈေးအဲအခုလက်ရှိဒီမှာ pre order ဈေးနဲ့ရောင်းနေတာ1099သိန်းလို့ပြောရတယ်ပြောပါတယ် range ကတော့290ရတယ်ပေါ့နော်ဆိုတော့အာကားနဲ့ကုန်နဲ့သုံးတန်အထိတင်လို့ရတယ်လို့ပြောပါတယ်ခင်ဗျာဒီဘက်ချမ်းမှာတော့စွမ်းသူအောင်ကပြထားတယ်ပေါ့နော်စွမ်းသူအောင်ကဒီမှာ radar ပြထားတယ်နောက်ပြီး4သိန်း taxi ပြထားတယ်ဒီဇယ်3ပြထားတယ်နောက်ပြီးနာမီပြထားတယ် ီကောင်ဝေဒရာကတော့1380အဲ့ဒါကိုမှကျွန်တော်ဝင်ငွေကွန်ကားညနာအပီစီနဲ့ရမယ်ပေါ့ဒီပွဲမှာဝယ်တဲ့ဒီစွမ်းသူအောင်ကကားရဲအကုန်လုံးကဝင်ငွေကွန်ကားညနာအပီစီရတယ်ပေါ့နော်ဆွဲခါကျတော့အဲ့ကောင်ကဒီဝင်ငွေကွန်ကကျွန်တော်တို့များသောအားဖြင့်1000ကျော်ကားရဲဆိုရင်30ရာနေပြီး50လောက်ရှိဈေးနှုန်းကျတဲ့နာဖြစ်တဲ့အတွက်အဲ့လောက်လောက်ရှော့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဝင်ငွေကွန်တွေပါကိုဆောင်စရာမလိုတော့ဘူးအပီစီရမယ်ဒီပွဲမှာဝယ်လို့ရှိရင်ရီဒရာကသူက range က910ရတယ်ဒီကောင်က1380ကို APC နဲ့ရမယ်ပေါ့နောက်ပြီးတော့ဒီကောင်က 4သိန်းတက်စီပေါ့နော်ဒီကောင်ကတက်စီတက်စီဖြစ်သွားပြီအဲ့ကောင်ကတော့4သိန်း SSD ပေါ့နော်ဒီကောင်ကဈေးအဲ range က400ဝန်းကျင်လောက်ရတယ်ဈေးကတော့950ကို APC နဲ့ရမယ်လို့ပြောတယ်ဆိုတော့ဒီဘက်က BZ3H BZ3H ကတော့ကျွန်တော်တို့အဲ range အားဖြင့်6ဝ30ပေါ့နော်ဆိုတော့ဈေးကတော့1800နဲ့ APC ရမယ်ဟိုဘက်ကနာမီလေးနာမီလေးကတော့အဲ AZ grade ပဲဒီဘက်က BZ3H နဲ့ဟိုဘက်ကဒီနာမီကတော့ဒါ Lucy grade ပေါ့ဒီဘက်ကတော့ Taxi ပေါ့နော်ဆိုတော့အခါကျတော့ အာနာမီလေးကကျွန်တော်တို့ range အပြင်430ရတယ်ပြီးသွားလို့ရှိရင် price ကတော့985 APC နဲ့ရမယ်ပေါ့နော်ဒီမှာကတော့အဲစွမ်းသူအောင်မှာတော့ cashback တွေမဟုတ်ဘဲနဲ့သူက APC ဈေးတွေအကုန်လုံးလုတ်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒါကဝင်ဝင်ချင်းဘယ်နဲ့ညာမှာတွေ့ရမယ် showroom တစ်ခုပဲဖြစ်ပါတယ်ဆိုတော့အထဲမှာကျွန်တော် EV power လည်းရှိသေးတယ်ဆိုတော့တစ်ချက်လောက်ဝင်ကြည့်ကြအောင်ခင်ဗျ ဆိုတော့ဒါကတော့ B1D EV Power ရဲ့ပြထားတဲ့ EV B1D EV ကားတွေပေါ့နော်ဒီကောင်းနေအကုန်လုံးကနှစ်ခုစလုံးကအာ pre order ပဲရတော့မယ် pre order ဟိုမှဒီ taxi ဆိုလို့ရှိရင် february လာမှာပဲရတော့မယ်နောက်နောက်နှစ် february ပေါ့2026 february ဒီကောင်ဆိုရင် sawer ဆိုရင် march လာမှာပဲရတော့မယ်အဲဒီကောင်လေးကတော့380 plus ကားညနာဝင်ဝင်ကုန်နဲ့ရမယ်ဆိုတော့ pre order စနစ်နဲ့ပဲရအောင်မယ်ပေါ့နော်ကျွန်တော် february လာမှာကား ရမှာပေါ့နော်ဆိုတော့အခုလောရှိ pre order နဲ့ဝယ်လို့ရတယ်ဒီကောင်က sawal လေးကတော့ကျွန်တော်တို့1800 plus ဝင်ဝင်ဝင်ကားညာနာဒီကောင်ကလည်း match လာမှာရတော့မယ်နောက်နေ့2026 match လာမှာရတော့မယ်ပေါ့နော်ဒီကောင် range 6ဝကျော်ကျော်လောက်ရတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်ဆိုတော့ဒါ BYD EV power မှာပြထားတဲ့ကားနှစ်စီးပေါ့နော်ဆိုတော့တက်စီနဲ့တစ်ခုကတော့အာဒီဟိုပါပေါ့ EV ကားလေးပေါ့နော်ဆိုတော့ဒီကောင်လည်း EV တက်စီပါပဲဒီကောင်က EV အင်စီကားဒီကောင်ကတက်စီဖြစ်သွားမယ်ဆိုတော့နှစ်ခုသလုံးကတော့ pre order စနစ်နဲ့ပဲရမယ်တစ်ခုက match လာမှာရမယ်တစ်ခုက February လာมาရပါပေါ့နောက်နှစ်မှာပေါ့နော်ဒီဘက်နောက်ထပ်တစ်ခုကတော့ဒီမှာကျွန်တော် BAIC က EV ကနဲ့ဒီ A7 လေးပြထားတွေ့တယ်ပေါ့နော်တစ်ချက်ဝင်ကြည့်ကြည့်မယ် BAIC ကကျွန်တော်တို့ Beijing A7 နဲ့ကျွန်တော်တို့ဒီမှာ Airforce Alpha S5 EV လေးပြထားတယ်ဒီကောင်က range က650ရတယ်ပြောတယ်နောက်ပြီးဒီကောင်က Jure motor လေးလည်းဖြစ်သွားမယ်ဈေးနှုန်းက2200လို့ပြောထားတယ်ဒီကောင်လေးကတော့လက်ရှိဒီကောင်လေးက install ရှိမယ်ပေါ့နော်ဆိုတော့ဒီကောင်အဖြူရောင်လေးသူက ခု type လေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီပြိုင်ကားပုံစံလေးခက်ဆန်ဆန်လေးဆိုတော့အထဲထဲမှာလည်း interior grade တွေလည်းတော်တော်များပို့ပြီးတော့ luxury ဆန်တယ် sport ဆန်တယ်ပေါ့နော်ဆိုတော့ဒီကောင်လေးရဲ့ detail review လေးကိုတော့ကျွန်တော်နောက်မှတင်ဆက်ပေးမယ်လောလောဆယ်တော့ဒါဒီကောင်လေးကဒီပွဲမှာပြထားတယ် install လည်းရတယ်ပေါ့2100လို့ပြောတယ် range ကလည်းမဆိုးဘူး650ပဲနောက်ပြီး dual motor နဲ့လာတာဖြစ်တဲ့ performance လည်းတော်တော်ကောင်းမယ်လို့ကျွန်တော်မျှော်လင့်ရပါတယ်ဆိုတော့ဒီကောင်လေးကတော့အားလုံးသိတဲ့အတိုင်း ပဲဂျင်း87ဒီကောင်လေးကတော့ကျွန်တော်တို့ pre order စနစ်ပဲလောလောဆယ်ရအောင်မယ်လို့ပြောပါတယ်။ဒီကောင်လေးကဈေးကတော့2000 plus 2000 3000 plus ကာညာနာဝင်ဝင်ကုန်နော်လို့ပြောပါတယ်။ဆိုတော့ဒီကောင်လေးကတော့ pre order စနစ်နဲ့ပဲရအောင်မယ်။ဒါကတော့ပဲဂျင်း87ကတော့ကားထွက်တိုင်းထွက်တိုင်း model အစ်ထွက်တိုင်းထွက်တိုင်းဈေးကမှလူကြိုက်များတဲ့ကားလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီကောင်လေးက87လေးလည်းလာပြီးတော့ပြသထားတာဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့ဟိုဘက်ထဲထဲမှာကျွန်တော်တို့တခြားဘာကား brand တွေရှိလဲဆိုတာဆက်ပြီးကြည့်ကြပါမယ်။ ီကောင်လေးကကျွန်တော်တို့ VGB ရဲ့ booth ကိုရောက်နေတာဖြစ်တယ်ဒီကောင်လေးကအထဲထဲရောနည်းနည်းတော့ဝင်ရတယ်အဲဒီကောင်လေးကကား booth တွေနဲ့ဆိုလို့ရှိရင်ဒါနောက်ဆုံးကား booth ပဲဖြစ်လိမ့်မယ်နဲ့တူတယ်ကျွန်တော်အထဲထဲမှာတော့မတွေ့တော့ဘူးပေါ့နော်ဒီ VGB U75 Plus လေးကတော့ကျွန်တော်တို့ရောင်းစရာ1688သိန်းကိုမှကျွန်တော် cashback ပြန်ပေးမယ် plus ပေါ်ဝင်ဝင်ကုန်ကားညံ့တာတော့ကိုကိုဆောင်ရမှာပေါ့ဒီ BGV 75 plus တွေက install ရောက်လာတာတိတ်မကြသေးဘူးနှစ်ပတ်လောက်ပဲရှိသေးတယ်ဆိုတော့ install ရနိုင်သေးတယ်နောက်ပြီးဒီရောက်လာတဲ့အစ်စ်မှာဘာပို့ကောင်းသွားလဲဆိုတော့ align design change သွားပြီနောက်ပြီးအထက်ထက infotainment screen ကလည်း run 4K ဖြစ်သွားပြီလားမသိဘူးဘောနော်နည်းနည်း upgrade ပို့ဖြစ်သွားတယ်ဆိုတော့အဲကောင်လေးရှိမယ်ဒီမှာကျွန်တော်တို့အယောင်နည်းနည်းအနက်ယောင်ရှိမယ်နောက်ပြီးတော့အဖြူရှိမယ် ခဲရောင်ရှိမှာပေါ့ဒီမှာတော့အနက်နဲ့အဖြူပဲပြထားတယ်ဆိုတော့ခဲရောင်တွေပါကြီးကျင်နေဆိုတော့သူရဲ့ showroom မှာသွားပြီးကြည့်လို့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီအာ Lotte Hotel မှာပြုလုပ်နေတဲ့ဒီ29 28ရက်စနေုံးနေ့နှစ်ရက်မှာလုပ်နေတယ် Lotte Hotel မှာပြုလုပ်နေတယ်ဆိုတော့အင်ချမ်မြင်တဲ့ကားပြပွဲဖြစ်ပါတယ်ဆိုတော့တကယ်၍ဒီခါလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်လာရောက်ကြည့်ရှုပြီးတော့ ဝယ်ယူလို့ရပါတယ်ကျွန်တော်ကျွန်တော် VGB ကကျွန်တော်နောက်ဆုံးလို့ထင်ခဲ့တာပေါ့နော်သူကတော့ရှောက်လန်းတို့အပြင်မှာတော့ပြခဲ့တာကျွန်တော်အထက်ထဲမှာကျွန်တော်ခန်းမတဲ့ဝင်ကြည့်တော့နောက်ထပ်ကားကုမ္ပဏီတစ်ခုလည်းထပ်ပြထားတာတွေ့ရတယ်ပေါ့နော်ဒီမှာကတော့အာကျွန်တော် JMEV ပြထားတယ် JMEV ကတော့ကျွန်တော်တို့ range ကကျွန်တော်တို့320ရတယ်ပေါ့သူက city car လေးပေါ့နော်ဆိုတော့ဈေးနှုန်းကကျွန်တော်တို့ဒီ685သိန်း plus ဝင်ဝင်ပေါ့ပေါ့နော်ဒီမှာကတော့သူကတော့ဈေးနှုန်းပေါ်မှာတော့ short မထားဘူးဒါပေမဲ့ level 2 charger ဝယ်ရင်ဈေး short ပေးထားတယ်ပေါ့နော် level 2 charger ကိုကျွန်တော်ပုံမှန်78သိန်းနဲ့ရောင်းတဲ့ဟာကိုဒီကားမှာ ဝယ်ပြီးတော့ level 2ခြားခြားပါဝယ်မယ်ဆိုလို့ရှိရင် level 2ခြားခြားကို၄သိန်းကျက်နဲ့ရရှိမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့16သိန်းတက်တာမှာပေါ့เนาะဆိုတော့ခြားခြားပါတွဲဝယ်မယ်ဆိုရင်ဒီကောင်လေးကတော့ JMEB လေးရောင်းနေရတွေ့ရတယ်ဟိုဘက်မှာကတော့ကျွန်တော် JAC ရပြထားတာပေါ့เนาะ JAC ရဲ့ EX เอ่อ E30 Ace ပေါ့เนาะ E30 Ace ကတကောင်လည်း City Car လေးပဲကျွန်တော် range ကတော့405 km ရတယ်ဈေးနှုန်းကကျွန်တော်တို့အာ ပွဲမှာရောင်းတာကတော့ဒီအပြင်မှာရောင်းတာ1050ပွဲမှာဝင်ဆိုရင်50သိန်း50 cashback ပေးထားတယ်ဆိုရဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တိန်း1000 plus ကညနာဝင်ဝင်ကုန်ပဲကုန်ကြမှာဖြစ်ပါတယ်ဒီကောင်လေးက city car လေးအပုံစံလေးကတော့ကျွန်တော်အရင်တော့ဒီ city car Nissan March တို့ပါလို့လို့ပုံစံလေးပေါ့နော်ဒီကောင်က city car လေး range က405ဆိုတော့မစိုးတော့မစိုး city car တစ်စီးအနေနဲ့ range က405လောက်ရတယ်ဆိုတော့မစိုးဘူးပေါ့နော်ဟိုဘက်ကတော့ကျွန်တော်တို့အာ အိမ်စည်းကားမဟုတ်ဘောနော်သူကတော့လုပ်ငန်းသုံးကားဖြစ်သွားမယ်ဒီကောင်လေးက delivery van လေးပေါ့နော်အဲဒီကောင်လေးက JAC M3 လို့ပြောတယ်အဲဒီကောင်က range ကကျွန်တော်180 km ဝန်းကျင်ရတယ်မိုင်အပြင်300ဝန်းကျင်တော့ပေါ့နော်ဈေးကတော့ကျွန်တော်တို့အဲအပြင်ရောင်းတဲ့1350ဒီဘက်မှာဝယ်မယ်ဆိုတော့ cashback 350ရှော့တဲ့အတွက် 1300အတိနဲ့ရမယ် plus ကားညနာဝင်ဝင်ခုံပေါ့နော်ဆိုတော့ဒီကောင်လေးကအခုဒီမှာပြထားတာကတော့ကျွန်တော် delivery van version လေးလူစည်းအနေနဲ့လည်းရတယ်လူစည်းဆိုလို့ရှိရင်အိမ်စည်းပေါ့နော်ဆိုတော့ယုံယုံသုံးဒီချိုးပို့လုပ်မယ်ဆိုလို့ရှိရင်အဲဒီလူစည်းအနေနဲ့6ယောက်စီအနေနဲ့လည်းရမယ်ပေါ့နော်ဆိုတော့အခါကျဒီကောင်ကတော့ delivery van 6ယောက်စီလည်းရမယ်ကျွန်တော်ဒီကောင်လေးကတော့ဈေးနှုန်းက1350ကို1300နဲ့ရမှာပေါ့နော်ဆိုတော့ cashback သိန်းကားချက်တာဒါကတော့အကုန်ပါပဲကျွန်တော်ဒီဒီမှာပြတဲ့ showroom နေအကုန်ပဲပေါ့နော်ဒါအထက်ထဲမှာကျွန်တော်ဒီ ဒီခမ်းမထဲမှာတော့ဒီ JC နဲ့ JME ပြာထဲရောက်နေဖြစ်တဲ့အတွက်အပြင်မှာမသိတာဟုတ်ဖြစ်နေရပါတော့။ဆိုတော့အကြောဒီပွဲမှာဒီကားလေးတွေကိုစိတ်ဝင်စားတယ်ချီချူးကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲဒီ Lotte Hotel မှာကျွန်တော်တို့အဲဒီနေ့29ရက်အနေနဲ့မနေ့ပြန်28ရက်နေ့နေဦးနေ့နှစ်ရက်ပြသတော့မှာဖြစ်ပါတယ်။ပြသတဲ့အချိန်ကတော့မနေ့9ရက်ညနေ9ရက်အထိကြည့်လို့ရမှာဖြစ်ပါတယ်။အဲကျွန်တော်ဒီမှာတော့ပူလေးတွေနေတဲ့အတွက်ကားလေးတွေဈေးနှုန်းလေးတွေရော range လေးတွေတော့အပြည့်စုံပြပြပေးထားပါတယ်။အဲတချို့ပွဲကြီးတဲ့အခါမျိုးမှာတော့ ဒီတိုင်းကိုကျွန်တော်ဒီ day မပြောနိုင်ဘူးဗောနော်ဘာလို့ဆိုတော့ဗီဒီယိုအရင်ရှင်းသွားမှာကြောက်တယ်ဆိုတော့ဗောနော်ခုတော့မှဒီဗီဒီယိုကနည်းနည်းလေးရှင်းသွားပြီလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့အကောင်းဆုံးကျွန်တော်အတတ်နိုင်ဆုံးပြည့်ပြည့်စုံပြောကြားပေးထားပါတယ်ဆိုတော့ issue အပြည့်ပြည့်တဲ့အားလုံးကိုကျေးဇူးတူပဲတရှိပါတယ်ခင်ဗျာ